သင်မောပင်လေးတွေစိုက်ဖို့အတွက်မျိုးစေ့လေးတွေကိုအခုလိုပန်းအိုးထဲမှာထည့်ပြီးတော့မှပြိုးထားခဲ့တာပါပြိုးထားတဲ့အပင်တွေထဲကနေပြီးတော့မှအလှဆုံးအတန်ဆုံးအပင်တွေကိုပပရဲ့အမေကအခုလိုချင်းထဲခွက်ထဲဖော်ဘူးထဲမှာပြောင်းရွှေ့စိုက်ပျိုးပေးထားခဲ့တာပါ ပြူထားခဲ့တဲ့အပင်ငယ်လေးတွေထဲကနေပြီးတော့မှအတီးတီးတဲ့အပင်လေးတွေကိုဘယ်လိုရွေးချယ်စိုက်ပျိုးရလဲဆိုတာလေ့လာထားတာလေးတွေကိုဝေမျှပေးချင်လို့ပါ အဓိကကြည့်ပေးရမှာကတော့အပင်ရဲ့အမြင့်ပွန့်နော်အပင်ရဲ့အမြင့်ကအခုလိုမျိုးရှည်ရှည်ကြီးနေဆိုလို့ရှိရင်ဒါကအဖိုးပင်ဒီအပင်လေးကတော့အမြင့်ကတစ်ခုပါတယ်အမြင့်တေးသေးလေးတွေလည်းပါတယ်ဒါဆိုရင်အမပင်ပါဒီဒီပင်လေးဆိုလို့ရှိရင်လည်းပင်မအမြင့်ကြီးရှိတယ်လို့ဘေးမှဖြာထွက်နေတဲ့အမြင့်လေးတွေကလည်းရှိတယ်ဒါဆိုရင်လည်းအမပင်အတီးတီးပါတယ်ဒီခွက်ထဲကအပင်လေးကတော့ โอ้ဒီမှာအမြစ်ကနှခွရှိတယ်ဒါဆိုရင်အတီးကောင်းကောင်းတီးနိုင်တယ်ဒါလည်းအမပေးမှာဟောဒီမှာဒီဒီပင်လေးရတော့လေအားလုံးထက်ထူးခြားတယ်အမြစ်ကြီးကလည်းနှခုရှိတယ်ပြီးတော့ထပ်ပြီးတော့ဖြာထွက်နေတဲ့အမြစ်တွေကလည်းအကြီးကြီးဒီအပင်လေးကိုတော့မိမ့်မရှာပင်လို့ခေါ်တယ်ဒီပင်လေးကိုစိုက်ထားလို့ရှိရင်အတီးကကြီးတယ်လှလဲလှတယ်ခြိုလဲခြိုတယ်လို့လေ့လာသိရှိရပါတယ်အတီးတီးမယ်ဆိုတဲ့အပင်လေးတေချာသွားပြီမို့လို့နေရောင်ကောင်းကောင်းရတဲ့ဒီနေရာလေးမှာထဲဆိုင်လိုက်မယ်။မြေဆွေးလေးတွေထဲလိုက်တယ် ရေလေးလောင်းပြီးတော့မှအပင်လေးໃຫယ်မသွားအောင်လို့မြေကြီးကိုနည်းနည်းလေးမအောင်ထုပေးလိုက်ပါတယ်။ကြံနေသေးတဲ့တပင်ကိုလည်းလေစိုက်ဖို့နေရာမရှိတော့လို့ပိန်နေပင်ရဲ့အရေးအောက်နားမှာပဲထားဆိုင်လိုက်ရတယ်။အချိန်တွေကလည်းကုန်မြန်လိုက်တာဒီမှာမိကလေးထွန်းပြီးတော့မှအပင်လေးကိုစိုက်ထားနေတာပါ။အပင်ဆက်ရတာဝဒနာပါတဲ့သူတေးအောင်မလို့အပင်เจ้าနေကို လေ့လာရင်းနဲ့ကောင်းတာလေးတွေကိုထပ်စစ်ဝေမျှပေးတာပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။